မွန်ပြည်နယ်မော်လမြိုင်မြို့မှာပြည်သူရဲ့နေအိမ်600ကိုဖျက်သိမ်းခိုက်ပြီးလှိုင်းရဲနာမြို့ကွက်တဲ့စီမံကိန်းကိုစစ်ကောင်စီကအကောင်အထည်ဖော်နေကအဲ့ဒီစီမံကိန်းမှာမွန်ပြည်နယ်ဝန်ကြီးချုပ်အောင်ကြည်သိန်းနဲ့နေလယ်ဝန်ကြီးဗိုလ်မှူးကြီးကျော်စွာမြင့်တို့ကရှယ်ယာတွေကိုရရှိထားတယ်လို့မော်လမြိုင်ခြေဆက်စီးပွားရေးတိုင်ဝမ်ကပြောပါရတယ်။ မြန်မာနိုင်ငံမှာငနေတန်းကြောင့်ပြည်သူတွေရဲ့တိုက်တာအုံအိမ်တွေအပြင်စစ်တလောက်ကဝန်ထမ်းအင်အားတွေပါမကျန်ပျက်စီးပြိုကျမှုတွေနဲ့အတိဒုက္ခတွေရောက်နေကြတဲ့အချိန်နိုင်ငံတော်အဆင့်တွေနဲ့ထိထိရောက်ရောက်ကူညီမှုတွေမလုံနိုင်တဲ့အကြမ်းဖက်မင်းအွန်လိုင်းကတော့သူနဲ့သူ့မိသားစုပြည်ပခီးစဉ်တွေအတွက်အသုံးပြုတဲ့စစ်တပ်ပိုင်း Airbus လေယာဉ်ကိုအပိအပြက်ဝယ်ယူလိုက်တယ်ဆိုပြီးစစ်ကောင်စီကိုယ်တိုင်ထုတ်ပြန်ထားတဲ့အမိန့်ပြန်တမ်းအရာတည်ရပါတယ် မြန်မာနိုင်ငံမှာပြပထွက်အလုတ်လုတ်ကိုင်းမှုတွေများနေတာကြောင့်အလုတ်သမားရှာပါမှုတွေဖြစ်ပေါ်နေတဲ့အတွက်ဘဝလုံခြုံမှုရှိတဲ့ပြည်တွင်းမှာသာအလုတ်လုတ်ကိုင်းရမယ့်ကိစ္စတွေကိုဆောင်ရွက်ရမယ်ဆိုပြီးအကြံဖတ်မင်းအွန်လိုင်းကပြောဆိုလာပြန်ပါတယ်